နိုင်ငံရဲ့ဆေးလုံရှားစရာကောင်းတဲ့မျိုးတော်တစ်ခုဖြစ်တဲ့အိုဆာကာမျိုးရဲ့တနေရာကိုခံစားရင်းစိတ်ပန်းစီကြရအောင်ဗျာအိုဆာကာမျိုးဆိုတာ ਨੇ ဘယ်နေရာကိုမြင်မိကြပါလဲတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့စားစရာတွေတပ်ပါတဲ့လမ်းမတွေနဲ့အတူဂျပန်ရင်ကျင်းမှုရဲ့အနှစ်သာရကိုခံစားနိုင်တဲ့နေရာပေါ့ဒီနေ့ကျွန်တော်တို့တွားရောက်လေ့လာမယ့်နေရာကအိုဆာကာမျိုးရဲ့ဒီဘက်တော့အထက်ရာဖြစ်တဲ့ဒီကုန်းမှန်းကြတယ် လီကိုမန်းဆိုတဲ့ပိုင်းရဲ့အတော်ကြာဆုံးကုမ္ပဏီတစ်စိတ်ခုဖြစ်တဲ့လီကိုကုမ္ပဏီရဲ့လူသိများတဲ့ကာတွန်းသက်ကောင်သက်ကောင်ပါလီကိုဆိုတဲ့စကလုံးကဂရိကနဝင်စကလုံးကနေဆင်းသက်လာတာပြီးတော့မြန်မာလိုအတိတ်ပဲကတော့သူမြင်ချင်းဆိုပြီးတော့ဖွင့်ဆိုထားတာကိုလည်းတွေ့ရပါတယ်ဂလီကိုရဲ့နာမည်အပြည့်အစုံကအီဇာကီဂလီကိုပါ1919မှာတီထောင်သူနစ်ချီအီဇာကီကဂလီကိုမုတ်ကိုစတင်ထုတ်လုပ်ခဲ့ပြီးတော့1922ဖေဖော်ဝါရီ17ရက်မှာ ိုဆာကာမြို့မှာရှိတဲ့မစ်ဆူကိုရှိဒီပါမစ်စတိုးမှာစတင်ရောင်းချခဲ့ပါတယ်။ဂလူဂမတ်အယုတ်ကို1928ခုနှစ်မှာပရမာဇုံမိတ်ဆက်ခဲ့တာဖြစ်ပြီးခုထိဒီဗယ်လိုမျိုးတွေနှလုံးသားထဲမှာရှိနေသေးပါဘူး။ဂလူဂမတ်ဟာအာဂဒါသမားတယောက်လိုဝင်နေထားပြီးလူတွေကိုစိတ်တက်ဟောအားတက်ကြွစေပြီးတဲ့ပုံရင်းနဲ့လည်းလူသိများပါတယ်။လီဂူမန်နဲ့ကုဆာကမျိုးဟာတခြားစီမရှိတဲ့ဆက်ဆက်မှုတစ်ခုရှိပါတယ်။ကုဆာကမျိုးရဲ့ဒုံးပိုရီဒေသမှာ လစ်ကိုမိုင်းရဲ့ကြီးမားတဲ့နီယူလေးရောက်တဲ့မှုကြီးကိုတွေ့ရမှာပါဒီဆိုင်ဘုတ်ကအခုစားကမျိုးရဲ့အတင်ကရနေရာတစ်ခုဖြစ်ပြီးတော့ဒီတွားရဲ့အတွက်အဖြစ်အပျက်လာရောက်လဲပတ်ရမယ့်နေရာတစ်ခုလို့လည်းပြောရကြပါတယ်ကလစ်ကိုမဆိုင်ဘုတ်က1935ခုနှစ်ကစပြီးဒိုတွန်းပူရီဒေသမှာတည်ရှိခဲ့တာပါဒုတိယကမ္ဘာစစ်အတွင်းမှာဖြည့်ဆည်းခံခဲ့ရပေမဲ့စစ်ပီးကာလမှာတော့ပြန်လည်တည်ဆောက်ခဲ့ပါတယ်အခုတွေ့နေရတဲ့ဂလီကိုမန်ဆိုင်ဘူကတော့ 1956ခုနှစ်ကစပြီးဒီနေရာမှာရပ်တည်နေကြတာပါ1935ခုနှစ်ကနေ2015ခုနှစ်အထိ၅ကြိမ်တည်းနဲ့ပြောင်းလဲခဲ့ပြီးယခုလက်ရှိကတော့6ကြိမ်မြောက်ပြောင်းလဲထားတဲ့ဗာရှင်ပဲဖြစ်ပါတယ်ဒါကတော့6ကြိမ်မြောက်ပြောင်းလဲခဲ့တွေ့ရတဲ့အနေနဲ့ပြီးတော့ဆိုင်ဖို့ကိုမြင်နေရတာပါ အလီကိုမန်းဆိုင်ဘုတ်ကိုလူကြိုက်များတာကသူ့ရဲ့တမိုင်းကြောင်းတစ်ခုလည်းကြောက်တော့မဟုတ်ပါဘူး။ဒီဆိုင်ဘုတ်ဟာအိုဆာကာမြို့ရဲ့စိတ်တက်ကိုကိုးစားပြုပြီးလူတွေကိုစိတ်ကြည်နူးနေတဲ့အရာတစ်ခုဖြစ်ပါတယ်။ညဘက်မှာလင်းလက်တဲ့နေရုံအလင်းရောင်တွေနဲ့လှပတဲ့ဂလီကိုမန်းကိုမြင်ရတဲ့အခါစိတ်တက်တွေတက်ကြွပြီးကိုကျွင်းလျာခံစားချက်တွေကိုလည်းရရှိစေပါတယ်။ဂလီကိုမန်းဆိုင်ဘုတ်ကအိုဆာကာမြို့သူမြို့သားတွေရဲ့အလုံးသားထဲမှာအထူးတနည်းရရှိထားတဲ့အပြင် ဒေတာကများကြားရမယ်ကြဲကြဲစွာကြိုးပမ်းနေရှိသောပြူစားများလာရှိရယ်။ဆိုင်းဘောအောက်က every suit ဒါရတယ်။လူငယ်များနဲ့ခီးသွားတဲ့အတွက်ပြစ်ဆုံးရနေရာတစ်ခုဖြစ်ခဲ့ပြီးဘူဆာကမျိုးရဲ့ဂိုယူဘွဲအမှတ်အသားတစ်ခုအဖြစ်ရှိနေပါလေ။ဒေသခံများအကြ ဂလီကိုမန်ဆမ်မွန်နဲ့ပတ်သက်ပြီးတော့လေတခြားယူဆများသာရှိလို့နေပါသေးတယ်။ဥပမာအဖြစ်ဆိုင်းမွန်အောက်မှာကျူတောင်းချစ်ပြဆန္ဒပြဝနိုင်တယ်လို့ယုံကြည်နေများလည်းရှိကြသလိုဆိုင်းမွန်အောက်မှာဓာတ်ပုံရိုက်ရင်းနဲ့လည်းတန်ကောင်းကြီးရရှိနိုင်တယ်လို့ယုံကြည်သူများကလည်းရှိပါသေးတယ်။ဂလီကိုမန်ဆမ်မွန်တွေကအကားသားသမားတယောက်လိုဝစ်ဆင်ထားတဲ့သူကရှိဇိုခန္နာကူရီဆိုသူကိုဂုံပြူပေးထားတာပဲဖြစ်ပါတယ်။ ီဆိုခနာခူရီရဲ့အကြောင်းကိုစိတ်ဝင်စားလို့သိကြမယ်ဆိုရင်တော့ comment မှာရေးပေးခဲ့ပါဦးခင်ဗျာ။ Click comment sign vote ကစစ်စောကမျိုးရဲ့ဒေသခံများနဲ့ခီးသွားတဲ့အတွက်ရေးပါတဲ့အမှတ်တရနေရာတစ်ခုအဖြစ်တည်ရှိလို့နေပါတယ်။မျိုးရဲ့ရင်ကျေးမှုတမိုင်းနဲ့အမှတ်တရများကိုပုံညွှန်းပြီးတော့ပူစာကမျိုးရဲ့တင်ကြရနေရာတစ်ခုအဖြစ်ဆက်လက်တည်ရှိနေဦးမှာပဲဖြစ်ပါတယ်။ Click comment ဟာပူစာကမျိုးရဲ့တမိုင်းနဲ့ ယဉ်ကျေးမှုကိုကူစားပြုတဲ့နေရာတစ်ခုဖြစ်ပြီးလူတွေရဲ့နှလုံးသားထဲမှာတော့ဆက်လက်ဆက်လက်ဆက်လက်ပြီးအများရန်ရှိနေအောင်မှာပါလို့ပြောရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြောရှင်းသွားပြန်တွေ့ကြပါဦးမယ်